တနင်္သာရီတိုင်းလောင်လုံးမြို့နယ်လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သား၁၂ဦးဟာသေဆုံးခဲ့ရပြီးတနက်တလက်နဲ့လက်ပစ်ပုံး၃လုံးကိုသိမ်းဆည်းရရှိခဲ့လို့ဒူရကစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောပါရယ်မလ၁၃ရက်နေ့မနေ့ပိုင်းကလက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီထိတွေ့တိုက်ပွဲဟာ၆နိုင်ခန့်ကြမ်းမြင့်ခဲ့ပြီးအကြမ်းဖက်တပ်သား၁၂ဦးဟာသေဆုံးက MA3 တနက်တလက်ဂျီဘော့စ်ကိုကိုလက်ပစ်ပုံး၃လုံး ံးနဲ့ဆက်ဆက်ပစ္စည်းအများအပြားကိုတင်ဆက်ရရှိခဲ့လို့လည်းသိရပါဗျ။အဲဒီတခိုင်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ရေဖြူပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ဒဝဲခရိုင်အမှတ်နှစ်တရင် T5 တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ လူဝဲမြို့နယ်မောင်မဲရှောင်းရွာဖျားမဲဂိတ်မှာမနေ့မနေ့ပိုင်းကတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီဘက်ကရဲတပ်သား3ဦးတိဆုံးခဲ့တယ်လို့ကနအူသိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်မနေ့7နှစ်ဝင်းကျင်လောက်မှာစစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ခတ်ခဲ့ပြီးဒေသခံအချို့လက်နက်ကြီးကြီးထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။စစ်တပ်ရဲ့မောင်မဲရှောင်းရွာဖျားမဲဂိတ်ကိုဗက်တပ်ဖွဲ့တွေကနေတွားရောက်တိုက်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။ လူထုအာဏာကိုတိဆောက်ကြအာဏာရှင်စနစ်ကိုဖိဆန်အုပ်ကြွတော်လှန်ကြဆိုရဲတွေးကြအတန်ဆောင်ပုံးနဲ့လုံလုံမြွနယ်မှာမနေ့ကဆက်အာဏာရှင်စနစ်ဆက်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလူထုတပိတ်လှုပ်ရှားမှုကိုဒွဲခန့်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီ DDMSC ကဦးဆောင်ခဲ့တာဖြစ်ပြီးအမျိုးသမီးလူငယ်တွေနဲ့ဒေသခံပြည်သူအများပြားပူးပေါင်းပါဝင်ခဲ့ကြပါတယ်။